မန္တလေးမြို့ပြည်ကြီးခွန်မြို့နယ်ပေါ်ပီမုတ်ဆက်ယုံကအလုံသမားများစန္ဒထုတ်ဖို့တောင်းဆိုမှုဟာ9ရက်မြောက်နေ့မှာပြည်လည်မှုရရှိခဲ့လို့တပိတ်စကန်ကိုပိတ်သိမ်းခဲ့ပါတယ်။အောင်နိုင်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပေါ်ပီမုတ်ဆက်ယုံကအလုံသမားသုံးဟာကျော်ရဲ့တောင်းဆိုချက်တွေကိုဖေဖော်ဝါရီလ24ရက်နေ့မှာစတင်စန္ဒထုတ်ဖို့တောင်းဆိုခဲ့ရာအလို့ရှင်မှဖေဖော်ဝါရီလ29ရက်နေ့တွင်လိုက်ရောပေးခဲ့ပါတယ်။အဲဒါကြောင့်အခုလိုတပိတ်စကန်ကိုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။အဲ့လိုအမြင်မှုကတော့တမီးတို့လိုချင်တဲ့ဥစ္စာကိုလည်းရတယ်။မှတမီးတို့တနင်္ဂနွေနေ့ ပိတ်ရတောင်းတဲ့စားသောက်ဖို့လုပ်ငန်းဖြစ်တဲ့အတွက်သမီးတို့ဥပုံတွေကိုရေးချယ်ခဲ့တယ်။အဲ့လိုကျွန်တော်ဥစ္စာတွေကတော့တရားဥပဒေထဲမှာပါတဲ့ဥစ္စာတွေတောင်းတဲ့ဥစ္စာတွေဖြစ်တဲ့အတွက်စေယူကုန်ဥစ္စာတွေဖူလုံးကပြားတွေကတော့တရားဥပဒေကပေးရမယ့်ဥစ္စာတွေမလို့အဲ့ဒါတွေကတော့သမီးတို့ပြောစရာမလိုဘူးနဲ့တူပါတယ်။ကျွန်တော်ဥစ္စာတွေကတော့အခုနှစ်ဦးနှစ်ပတ်တင်းလို့မရတဲ့အချိန်ကြီးဖြစ်တဲ့ဆိုတော့တယောက်နဲ့တယောက်ရှော်ရင်းနဲ့ပဲဒီနေ့ပဲတပိတ်ကသိမ့်ပြီးသွားတာ။ဒီအောင်မြင်မှုကအလုသမဝန်ကြီးဌာနနဲ့ သူနဲ့ညီနိုင်ဖြံပြေးဖွဲ့တို့လာရောက်ညီနိုင်ဖြံပြေးပေးတဲ့အတွက်လို့ရှင်လူသမားပြည်လည်မှုရရှိသွားခဲ့တာဖြစ်ပါတယ်အာဒီကကတော့ဒီတပိတ်အောင်မြင်တာကတော့ပထမတစ်ချက်အလုံသမားတွေကတောင်းဆိုမှုကဥပဒေဘောင်ထဲကဖြစ်တယ်ဥပဒေဘောင်ထဲကဖြစ်တာကြောင့်ဟိုအလုံသမားတွေအောင်မြင်မှုရတာလို့ကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဟိုနောက်တစ်ချက်ကကျတော့အလုံသမားတွေရဲ့စီလုံးကြီးညွတ်မှုဖြစ်ပါတယ်ဒီအလုံသမားတွေကဒီအလုံသမားခွင့်ရေးတွေကိုဟိုနှိရှိလာများမရခဲ့တဲ့ပုံမှာသူတို့ရဲ့ခံစားချက်တွေပြင်းထန်တယ်နောက်ပေါက်ထွက်ပြီးတော့မှသူတို့ဆန္ဒပြတောင်းဆိုတယ်ပေါ့အဲ့တော့သူတို့တွေရဲ့ စိတ်ကံစားချက်ရန်ပြင်းထန်လုံးတဲ့အတွက်အောင်မြင်လာလို့ကျွန်တော်တို့ယူဆတယ်။အဓိကအချက်စမ်းတစ်ချက်တန်းဆိုညီနိုင်ခဲ့ရာပထမလေးရက်ကြာညီနိုင်ခဲ့ပေမဲ့အလို့ချင်းကထပ်ပြန်တော့ခဲ့ပါတယ်။ပြေလည်မှုမရရှိခဲ့ပါဘူး။ဖေဖော်ဝါရီလ29ရက်နေ့မှာတော့အလို့သမားဝန်ကြီးဌာနမှတာဝန်ကြီးပုဂ္ဂိုလ်များပြုံးနေပြန်ပြေးရေးဖွင့်မှာတာဝန်ကြီးပုဂ္ဂိုလ်များညီနိုင်ဆွေးနွေးပြမှုကြောင့်ငားရကြဖုံးနေထားတဲ့သပိတ်စကန်ကိုပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်ကျွန်တော်အောင်နိုင်ပါ